နဖျားခိုင်းတဲ့ခမောင်းကိုစိန်ခေါ်တာသူ့ရဲ့အမားပါပဲ။သူကတည်တာသူ့ရဲ့ကံပဲ။ဝလင်ရဘာပြောပဲအစ်စစနဲ့ပဲကြိလိုက်ပါလေ။သူကဒီလိုပို့ပြီးလှုပ်လေနဖျားခိုင်းကလူတရားကိုကဘာကြီးကိုမမစွာငူးကြည့်နေတဲ့သူတရားဝဲပုံတရံနဲ့ပို့ပြီးတော့ကန့်ညိလေပါ။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါလေ။အစင်းချောက်ခိုင်းတို့ခုကနဖျားခိုင်းဝင်တရားဝဲမျိုးလုံးထဲမှာဘာမှမဟုတ်ပါဘူး။တလက်ပိုင်ရွယ်လူကခါသီးစွာနဲ့ပြုံးလိုက်ပါလေ။သွားမြောက်ကိုအကျိတ်ပြီးညာဘက်လက်နဲ့လီဟာနေကိုဆန့်ထုတ်လိုက်ပါလေ။သူရဲ့တော်တော်နေရာကွဲသွားပြီးစေးပလင်းနေရာထွက်လာပါလေ။ စုစုပေါင်း9ပလင်းရှိပါတယ်ဓာရီအားလုံးကဝိညာဉ်ခွဲထွက်တိတ်မင်းစိတ်လုံးနေပါစုစုပေါင်း46လုံးဝန်လင်းရဲ့မျက်လုံးနေရာအစ်ဆက်သွားပါတယ်တလက်ပိုင်ရွယ်လူကခဏစဉ်းစားပြီးလက်ကိုထပ်ဆန်းလိုက်တော့စိတ်ပလင်းတစ်လုံးကိုထုတ်လိုက်ပါတယ်အစင်းရှိဝိညာဉ်ခွဲထွက်တိတ်မင်းစိတ်လုံး9လုံးပါဝန်လင်းရဲ့အတန်တည်ငြိမ်ပေမဲ့သူကတဖြည်းဖြည်းနဲ့ပြောလိုက်တဲ့အခါဖုံးတကိုကြည့်တဲ့အငွေ့တန်းထွက်လာပါတယ်ဝူချန်ငေါ့စော်ကားတော့ငါးဆက်ပြီးတော့မတွေးတော့ဘူးဒါပေမဲ့မင်းတို့နှဆိုးစုဆောင်ရေးခံရငါ့ကိုစော်ကားခဲ့တာကိုဖြည့်ရှင်းဖို့အတွက်တော့မလုံလောက်သေးဘူး ထိုဖုံးတစ်ခုကတမန်ကျဉ်းကျဉ်းသူတွေမှာရှိလေးမရှိပါဘူး။နိဗ္ဗာန်ဖြစ်စီသူကျဉ်းကျဉ်းသူတွေတော့အစွမ်းထက်ခိုင်းရဲ့ခေါင်းဆောင်မဟုတ်ရင်ဒီလိုမရှိနိုင်ပါဘူး။ဝယ်လင်းကတချိန်ကတောင်မိုင်နေငတ်နဲ့ဖျားကြီးကလေးဖြစ်ခဲ့ပါတယ်။သူကအတင်းကျပ်လို့ဆရာမလို့ပါဘူး။တောင်မိုင်နေငတ်နဲ့ဖျားခိုင်းအကြောင်းတွေးမိုံနဲ့ထိုဖုံးတစ်ခုကိုသဘောအတိုင်းပြသနိုင်ပါတယ်။တက်လက်ပိုင်အရွယ်လူကခါသီးဆောင်နဲ့ပြုံးပြီးစေပလင်းနှလုံးကိုထုတ်လိုက်ပါတယ်။သူကဝယ်လင်းကိုကြည့်ပြီးခါသီးဆောင်နဲ့ပြုံးလိုက်ပါတယ်။အစင်းတစ်စဲစေလုံးနှလုံး။ဒါကငါ့အတွက်တော့အများဆုံးပါပဲ။ဝယ်လင်းကတင်းငိမ်ဆောင်နဲ့ပြောလိုက်ပါတယ်။ ဝူချင်းကငါ့ကိုယတနာတစ်ခုမရအောင်ကောင်းကင်ဘုံကြောက်တောင်းချီကိုတုံးခဲ့တယ်။တလက်ပိုင်ရေလူကဘာမှပြောပါဘူး။သူ့ရဲ့တလုံးအိတ်တလုံးကိုထုတ်လိုက်ပါတယ်။အဲ့ကိုမကြည့်ဘဲဝလင်ကအားလုံးကိုယူပြီးတလက်ပိုင်ရေလူကိုခေါင်းညှိလိုက်ပါတယ်။သူကအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးပန်းလိုက်ရဲ့အရှိတ်ကမြို့တစ်မြို့ရှိတဲ့တဲကုန်ဟန်စီကိုပြန်တန်းသွားပါတယ်။ဝလင်ထွက်သွားမှတလက်ပိုင်ရေလူရဲ့မျက်နှာကမင်းမောင်သွားပါတယ်။သူ့ရဲ့ရှင်နေကဒေါသာမှုန်တိုင်းလို့ပါပဲ။ဝူချင်းဒီလူမစော့ကားဖို့အတွက်ငါပြောထားခဲ့တယ်မင်းကမနာခံဘူးမင်းကတိတ်တာမင်းရကံပဲ ါပေမဲ့မင်းရနဆိုးဆူဆောင်ရေးခိုင်းအောင်ပါထိခိုက်စေတယ်။အဲ့လူကမမျော်လင့်ပဲနဖျားခိုင်းရလူဖြစ်နေတယ်။ပန်းလိုက်ရဲ့အရှိတ်ကတောင်ထိပ်တစ်ခုမှာလီထန်မီရဲ့မျက်လုံးတွေကထူးဆန်းတဲ့အလင်းရောင်များထွက်နေပါတယ်။သူမကတိတ်တဆိတ်နဲ့အချိန်တော်ကြာစဉ်းစားပြီးရဲ့နောက်တိုးတိုးလေးရေဦးလိုက်ပါတယ်။နဖျားခိုင်းနဖျားခိုင်းရလူတွေကအစင်ကိုးဒေသကနေထွက်သွားတာနှစ်ပေါင်းများစွာကြာပြီ။အဓိကတပည့်တွေကပဲစေဝိညာဉ်တစ်စဲကိုတုံးနိုင်တာ။သူတို့ကနဖျားခိုင်းရနေဘလို့လို့လွယ်လွယ်နဲ့ထွက်လာမှလဲ။ထူးဆန်းတယ်။ပထမလောကအရင်ကိုထူးဆန်းတယ်။ မူလစွမ်းအင်ကိုဒီလိုထိန်းချုပ်နိုင်တဲ့ဤပညာဘမရှိလည်းမသိဘူးဂျုံစိတ်တစ်ခုလိုပဲဝလင်းကကောင်းကင်ရံနဲ့ဖျက်ပြန်ပြီးပန်းလိုက်ရဲ့အရှိဘက်ပြန်လာတော့အယံမျက်မသွားပါဘူးပျက်စီးနေတဲ့မြို့တော်ဝန်နဲ့ကောင်းကင်မှာပြန်နေတဲ့ချင်းညံသူများစွာကိုချက်ချင်းပဲမြင်လိုက်ပါတယ်ဝလင်းကရောက်လာတော့ထိုချင်းညံသူအာလုံးရဲ့မျက်နှာရှုပ်ထင်းနေပြီးဘေးကိုဖယ်ပြလိုက်ကြပါတယ်သူတို့အာလုံးကဝလင်းကိုကြောင်းနဲ့အကြည့်နဲ့ကြည့်လိုက်ကြပါတယ် ထိုနေရာကိုလာတဲ့ကြီးညံသူတွေထဲမှာအားနေတဲ့သူကမရှိပါဘူးအခုနားဖြစ်ပျက်ခဲ့တာသူတို့အတော်လေးကိုမှတွန်းလို့စီခဲ့ပါတယ်လဝါကြီးကအရန်အုံးမှအံ့ဩစရာကောင်းပါတယ်တိမ်ပင်လဲမှာအလွယ်တကူနဲ့ခွဲခြားနိုင်တဲ့လဝါချက်ကနဖျားကန်းရဲ့နံပါတ်1ဤပညာစိတ်ဝိညာဉ်တစိ့ဖြစ်တဲ့ဆိုတာလူတိုင်းဒီပါအတိကြပါတယ်တန်တရားရှိတဲ့သူတွေကတော့ထိုလဝါချက်ရဲ့အစွမ်းကိုမြင်ပြီးရင်တော့တန်တရားမရှိတော့ပါဘူးအစင်းချောက်ခိုင်းနေရာကြီးညံသူတွေထဲမှာသူတို့ရဲ့အကြီးကဲအလုံးကဝင်လင်းကိုနှုတ်ဆက်ဖို့အတွက်ထွက်လာကြပါတယ်မိကွန်းကိုထင်ရှုပင်အရှင်သခင်ကဝင်လင်းကိုအဝေးကနေသူ့ရဲ့အံအသင်းမှုကိုဖုံးကွယ်ဖို့အတွက်ပြောင်းရင်းကြည့်နေပါတယ်သူက စကားပြောချင်တဲ့ပုံရပါလေဝင်လင်းရဲ့မျက်နှာတင်းငင်နေပေမဲ့သူ့ရဲ့ရင်ထဲမှာတော့လှောက်ပြုံမျိုးပြုံးနေပါလေလူအုပ်ချားကနေဖြတ်သွားပြီးသူ့ရဲ့တိတ်ခုခံကိုပြန်သွားတဲ့အခါရင်ကျေးစွာနဲ့လက်နှစ်ဖက်ဆုပ်လိုက်ပါလေကျင်းကျင်းရဲ့လောကမှာအင်အားကြီးသူ့ကိုလေးစားကြပါလေဝင်လင်းကနိဗ္ဗာန်ဖြတ်စည်းသူ့ကိုအစောပိုင်းအစဉ်ချင်းချင်းသူတယောက်ကိုအလွဲတကူနဲ့တတ်နိုင်ပြီးစေဝိညာဉ်တစ်စိမ်းကိုတုံးနိုင်နေဆိုတာကိုပြသခဲ့ပါပြီအခုတော့အစင်ငါဒေတာမှာဘသူကမှသူ့ကိုစိတ်မခွဲရတော့ပါဘူးယတနာ၆စင်းခိုင်းမှာတော့မြို့တော်ဘက်ကပျက်စီးသွားတာကိုအပြစ်မတင်ရဲပါဘူးတိတ်ခုခံကိုပြန်ဦးတော့ဝင်လင်းကသူ့ရခဲ့တဲ့အရာတွေကိုရစ်တွက်လိုက်ပါလေ တလက်ပိုင်အရွယ်လူပေးခဲ့တဲ့အရာတွေအပြင်ဝူချန်ရဲ့တုံတော်အိတ်နေရာရာပေါင်းများစွာရှိနေပါတယ်။အရာအလုံးကိုကြည့်ပြီးရင်တော့ဝလင်းကအနီရောက်ငှက်မွေးကိုထုတ်လိုက်ပါတယ်။ငှက်မွေးကိုကင်ထားတဲ့အခါသူ့ရဲ့ဘယ်ဘက်မျက်လုံးမှာမီးတောက်တစ်ခုကပေါ်လာပါတယ်။မီးတောက်ကတလက်လက်နဲ့တောက်ပြီးငှက်မွေးထဲကမူလဆွမ်းအင်ကပဲ့တင်ထန်းနေရပုံရပါတယ်။ငါတောင်မန်နေငှက်နိုးထမှုတတရားအချိန်ကိုလုံနိုင်ပို့ပြီးတော့ဆွမ်းထလာလိမ့်မယ်။ကံမကောင်းစွာနဲ့ဒီငှက်မွေးတစ်ခုခေရမလုံတော့သေးဘူး။ သူ့ရဲ့လက်ထရေငှက်မွေးရတောင်မန်နီငှက်ပုံတရံမိတော့တစ်ခုအဖြစ်ချက်ချင်းပဲပြောင်းလဲသွားပါတယ်။အရန်ဝပျော်နေသလိုသူ့ရဲ့လက်ကနေပြန်ထွက်ပြီးသူ့ရဲ့ပလက်ကိုပြန်ဝင်နေပါတယ်။နောက်ဆုံးမှဝလင်ရဲ့ဘယ်ဘက်မျက်လုံးထဲကိုဝင်သွားပြီးပြောက်ကွယ်သွားပါတယ်။တောင်မန်နီငှက်ကသူ့ရဲ့ဘယ်ဘက်မျက်လုံးထဲကိုဝင်သွားတဲ့ချိန်မှာသူ့ရဲ့ပလက်မှာမိတော့တစ်ခုကပေါ်လာပါတယ်။သူ့ရဲ့ပလက်မှာမိတော့ပင်လယ်တစ်ခုကပေါ်လာပါတယ်။သူ့ဝရင်မိတော့ကတဲဟုခန်းထဲမှာဘောင်မောင်းဖြက်စီပဲလေဟာနေကိုပဲလောင်ကျွမ်းစေပါတယ်။အချိန်တော်ကြာပြီးရဲ့နောက်ထုံမီတော့တရားသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဆွဲယူသွားပါတယ်ဝန်လင်းကအသက်ရှူသွင်းလိုက်ပြီးစဉ်းစားလိုက်ပါတယ် ဝူချင်းကိုတက်ပြီးနဖျားခိုင်းရဲ့နာမည်ကိုတုံးပြရနောက်ပန်းလိုက်မှာဘသူကမှငါ့ပေါ်ဘာအချံစီမှမရှိတော့ဘူးဝန်လင်းရဲ့မျက်လုံးကြီးကတောက်ပသွားပါတယ်ဒါဆိုရင်အချိုးမျိုးကိုရယူဖို့အတွက်အချိန်တန်ပြီရန်နောက်အနေငယ်အတွင်းမှာအစင်း၆ခိုင်းအလုံးကလာလေပြီးမိဝန်းကထင်ရှုသိခင်တဲ့အဖွဲက ရှေးအောင်မကောင်းဆိုးအုပ်တွေကလည်းလာလေကြပါတယ်။ဝလင်းကသူတို့အားလုံးကိုတင်ငိမ်ဆောင်နဲ့လက်ခံတွဲဆုံပါတယ်။လာတဲ့လူအားလုံးကလည်းလက်ပလချင်းမလာပါဘူး။သူတို့အားလုံးကအရင်လေးစားကြပါတယ်။သူတို့ကဝလင်းရဲ့လက္ခဏာကိုတန်တရားရှိနေစေပေမဲ့အတိပြုဝန်ဖြစ်နိုင်ပါဘူး။ဝလင်းကအစ်စ်လားအတုလားဆိုတာနဖျားခံရလူတွေကသာသိကြပါလိမ့်မယ်။သူကအတုဆိုရင်ဘာမှဖြစ်ပါဘူး။အများဆုံးမှလက်ဆောင်တွေကိုသာဆုံရှုံရပါလိမ့်မယ်။သူကတဲ့သူကသာအစ်စ်ဆိုရင်တော့သူနဲ့ဆက်ဆက်ရေးကောင်းရတာဂိုင်းတန်းရဲ့အိမ်မက်ပါပဲ။ထိုနေ့မှတောင်းနီးပညာခံရကျင်းကျန်းသူတွေကိုပို့ပြီးရတော့ငှက်မွေးရဲ့ပိုင်ရှင်မင်းနဲ့တဲ့ဝေးုံနဲ့အဖိုးကြီး ီးရလာလဲပါတယ်ထိုအဖိုးကြီးရအရင်ကဖျက်ဖျက်ခဲ့တဲ့အကြောင်းကိုလုံးဝမပြောဘဲတည်ငြိမ်နေပါတယ်သူ့ရဲ့ရင်ထဲမှာလည်းဝင်လင်းကိုကြောက်နေပါတယ်ဝူချင်းကိုဝင်လင်းကလွယ်တကူနဲ့တက်လိုက်တာပါသူကလည်းနိဗ္ဗာန်ဖြစ်စည်းသူကိုအစောပိုင်းအစိမ့်မှာပဲရှိနေရဆိုတော့အလုံးဝသတိထားတာသဘောကျပါတယ်နှုတ်ဆက်ပြီးရင်တော့အဖိုးကြီးကလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်ကြီးညံ့သူမိတ်ဆွေလူကျွန်တော်ကမိတ်ဆက်ခွင့်မရသေးဘူးကျွန်တော်ရဲ့နာမည်ကဒူတယ်ပါကျွန်တော်မှဂိုင်းမရှိဘူးအစင်းချောက်ဒေတာလွတ်လပ်တဲ့ကြီးညံ့သူတယောက်ပါပန်းလိုက်မှာမိတ်ဆွေလူနဲ့တွေ့ရတာအကုန်ယူပါတယ်ဝင်လင်းကပြုံးပြီးဖြည်းဖြည်းနဲ့ပြောလိုက်ပါတယ် ြင်းညံ့သူမိတ်ဆွေတို့ကဂိုင်းတစ်ခုကိုမချုပ်ကင်တာပဲတိမ်နေလိုပဲလွတ်လပ်တယ်ကျွန်တော်ကအားကြမိပါတယ်မင်းနဲ့တဲ့ဝေးုံနဲ့အဖိုးကြီးကခါတိဆောင်နဲ့ပြုံးပြီးခေါင်းကိုခံလိုက်ပါတယ်ဒီအဖိုးကြီးကငြင်းချမ်းမှုကိုကြိုက်တာဆိုတော့ဂိုင်းတစ်ခုမှဝင်ခဲ့ဦးပန်းလန့်ကိုရောက်လာတာဒီအဖိုးကြီးရဲ့မိတ်ဆွေဟောင်းတယောက်ကိုဖိတ်ဖို့ပါနှစ်ရက်ကြာကျင်းပမဲ့လီလံပွဲကြီးရပြီးကျွန်တော်ကလည်းထွက်သွားတော့မယ်ကျင်းညံ့သူမိတ်ဆွေကအနာဂတ်မှာအစိမ်းထောက်ဒေတာကိုရောက်ရင်ကျွန်တော်ရဲ့လိုင်ကိုလာလေလို့ရပါတယ် ဝလင်ကခေါင်းညက်လိုက်ပါတယ်သူကမင်းနဲ့ဝေယုံနဲ့အဖိုးကြီးကိုကြည့်ပြီးခဏတာစဉ်းစားလိုက်ပါတယ်မင်းနဲ့ဝေယုံနဲ့အဖိုးကြီးရဲ့ကြီးညက်မှုကဒီအဆင့်ထိရောက်နေပြီဆိုတော့သူကအယံဝန်သတိထားတတ်တာသဘောကျပါတယ်ကြီးညက်သူမိတ်ဆွေလူပြောစရာရှိရင်ပြောလို့ရပါတယ်မင်းနဲ့ဝေယုံနဲ့အဖိုးကြီးကတဖြည်းဖြည်းနဲ့ပြောလိုက်ပါတယ်ကြီးညက်သူမိတ်ဆွေသူကဒီတောင်မန်ကြီးငှက်မွေကိုဘယ်ကနေရလဲဆိုတော့သိချင်မိတယ်ဒါမင်းနဲ့ဝေယုံနဲ့အဖိုးကြီးကအနေငယ်စဉ်းစားပြီးပြောလိုက်ပါတယ်အစင်းချောက်ဒေတာတောရင်တိုက်ကြီးကနေရခဲ့တာပါပြင်ပလူတွေကမသိကြဘူးကျွန်တော်ကမတော်တဆနဲ့တွေ့ခဲ့တာပါ အရိယသားရဲ့အလုံးကမီးနဲ့အဆင်ပြေကြပါတယ်။အန္တရာယ်များတဲ့နေရာမှာဆိုတော့ကျွန်တော်ကအထဲကိုအများကြီးမဝင်ရဘူး။ပြောပြီးရတော့သူကကြောက်စင်းတစ်ခုကိုထုတ်လိုက်ပြီးသူ့ရဲ့ဝိညာဉ်အာရုံနဲ့စစ်ဆေးပြီးဝင်လင်းကိုပေးလိုက်ပါတယ်။ကျင်းရသူမိတ်ဆွေလူကစိတ်ဝင်စားရင်စစ်ဆေးကြည့်လို့ရပါတယ်။ဒါပေမဲ့အထဲကိုတော့အများကြီးမဝင်နဲ့။ကျွန်တော်လေးလာကြည့်တာအဆင့်ဆက်တဲ့သားရဲတစ်ကောင်ကရှိတယ်။ ဝင်လင်းကကြောက်စင်းကိုယူပြီးသူ့ရဲ့ဝိညာဉ်အာရုံနဲ့စစ်ဆေးလိုက်ပါတယ်ပြီးတော့မင်းနတဲ့ဝေယုံနဲ့အဖိုးကြီးကိုလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်သူတို့ကနောက်ထပ်အနေနဲ့ပြောပြီးရနောက်မင်းနတဲ့ဝေယုံနဲ့အဖိုးကြီးကထွက်သွားပါတယ်ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာဝင်လင်းကသူကကျင်းပြီးပုံတွေကိုဝေချင်တယ်ဆိုတဲ့သတင်းကိုတိတ်တဆိတ်နဲ့ဖျန့်ခဲ့ပါတယ်မကြာခင်မှာလူတွေကကျင်းပြီးပုံတွေကိုစောင့်ဝင်ကြပြီးနှစ်ရက်အတွင်းမှာပဲမြို့ထဲကကျင်းပြီးပုံအလုံးဒီပါဝေယူခံရရပါတယ်မြေပုံတွေကိုဂယူဒီဆိုင်နဲ့စစ်ဆေးပြီးရနောက်နောက်ဆုံးမှာမိကုန်းကထင်းရှုပ်ပင်အရှင်သခင်ရဲ့လက်ထဲကိုရောက်သွားပါတယ် ကျမ်းမီပုံကိုကင်ပြီးမိကုံးကိုထင်းရှုပြင်အရှင်သခင်ကဝင်လေးရှိတဲ့တဲခုခံကိုသွားပါတယ်စကားနဲ့ငယ်ပြောပြီးရတော့သူကကျမ်းမီပုံနေပြင်းနေတဲ့အိတ်တလုံးကိုထုတ်လိုက်ပါတယ်ကျဉ်ညံ့သူမိတ်ဆွေလူကကျမ်းမီပုံတွေကိုစိတ်ဝင်စားတယ်လို့ကြားရတယ်ကျွန်တော်လူတွေကိုစူးစောင်းခိုင်းလိုက်ပါတယ်ဒါပေမဲ့မှားရင်းတဲ့သတင်းချက်လက်တွေကအများကြီးပါတယ်ဘလောက်တိကျလဲတော့မသိဘူးကျဉ်ညံ့သူမိတ်ဆွေလူကဂူရဆိုင်နဲ့စစေးဖို့အတွက်လိုပါလိမ့်မယ်အဲ့ဟူ UBN တော့ဝင်လင်းကပြုံးပြီးလက်နက်ဖက်ဆုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျဉ်ညံ့သူမိတ်ဆွေထင်းရှုကျဉ်ညံ့သူမိတ်ဆွေမိကုံးကိုထင်းရှုပင် ဒါကျွန်တော်အချိန်အများကြီးတတ်တာစီတာပဲခဏတာစဉ်းစားပြီးရဲ့နောက်မိကုန်းကထင်ရှုပင်အရှင်သခင်ကဝင်လင်းဝင်ကြည့်ပြီးရုတ်တရက်ပြောလိုက်ပါတယ်မနှက်ဖြန်လေလံပွဲပြီးရင်ကျဉ်းညံ့သူမိတ်ဆွေလူမအရေးတကြီးလို့ဆရာရှိလားဝင်လင်းကမိကုန်းကထင်ရှုပင်အရှင်သခင်ကိုကြည့်ပြီးခေါင်းကိုခံလိုက်ပါတယ်ကျဉ်းညံ့သူမိတ်ဆွေမိကုန်းကထင်ရှုပင်ပြောစရာရှိတာပြောလို့ရပါတယ်မိကုန်းကထင်ရှုပင်အရှင်သခင်ကအနေနဲ့စဉ်းစားပြီးပြောလိုက်ပါတယ်ကျွန်တော်ကလှုပ်ဝက်ဒေတာတစ်ခုကိုသိပါတယ်အဲ့ဒီမှာခမည်းတော်စိတ်ဝင်စားမယ့်အရာတွေကရှိကောင်းရှိနိုင်တယ် သူကပြောရင်ဝန်လင်းကိုကြီးလိုက်ပါတယ်ဝန်လင်းရဲ့မျက်နှာမှာဘာပြောင်းလဲမှုမအောင်မတွေ့တော့သူကကြောက်စင်းတစ်ခုကိုထုတ်ပြီးဝန်လင်းကိုပေးလိုက်ပါတယ်ဝန်လင်းကကြောက်စင်းကိုလက်ခံလိုက်ပါတယ်သူကမစစ်စေးပဲမိကုံးကထင်းရှုပ်ပင်အရှင်သခင်ကိုပြုံးပြီးတော့ကြီးလိုက်ပါတယ်မိကုံးကထင်းရှုပ်ပင်အရှင်သခင်ကချောင်းဟန့်ပြီးသူကပြောလိုက်ပါတယ်အချင်းချုပ်ပြောရင်ကျင်းညံသူမိတ်ဆွေလူကမူလားကြောက်တယ်အများကြီးကိုလဲလဲနေတာကိုတွေ့တယ်အဲ့ဒီနေရာကိုဝင်ဖို့အတွက်ကျွန်တော်ကိုကုညင်မူလားဆိုရင်ကြောက်တပေါင်းကိုစုဖြစ်ပေးပါမယ် ဝင်လင်းကကြောက်စင်းကိုသူ့ရဲ့ဝိညာဉ်အောင်နဲ့တင်းငိမ့်စွာစစ်ဆေးပြီးမျက်လုံးကိုမှိတ်လိုက်ပါတယ်အခန်းထဲမှာတိတ်ဆိတ်နေပါတယ်မိကောကထင်းရှုပင်အရှင်သခင်ကစိတ်မရှိဖြစ်ပေဝင်လင်းရဲ့အဖေကိုစောင့်နေပါတယ်ခဏကြာမှဝင်လင်းကမျက်လုံးကိုဖိတ်ပြီးတင်းငိမ့်စွာနဲ့ပြောလိုက်ပါတယ်မူလစွန့်ရင်ကျောင်းနှစ်တောင်းကိုလိုချင်တယ်တစ်တောင်းကိုကြိုးပေးတာမိကောကထင်းရှုပင်အရှင်သခင်ကခဏတာစဉ်းစားပြီးပြုံးလိုက်ပါတယ်ကောင်းပြီနဖျားကန်ရလူတယောက်ရဲ့အကူအညီကိုမူလစွန့်ရင်ကျောင်းနှစ်တောင်းနဲ့ရလာတကယ်ကိုတန်တယ်မနက်ဖြန်လီလံပွဲပြီးရင်မူလစွန့်ရင်ကျောင်းတွေကိုပို့ပေးပါမယ်ပြီးရင်တော့သွားကြမယ် မိကောင်ကထင်ရှုပြီးအရှင်သခင်ကလက်နှစ်ဖက်ဆုပ်ပြီးထွက်သွားပါလေဝင်လင်းရဲ့အခန်းကနေထွက်သွားပြီးရတော့သူ့ရဲ့ဘုံကပြက်ကွက်သွားပြီးရင်ထဲမှာအစ်ဆက်ဆွာနဲ့ရင်မောလိုက်ပါတယ်။နဖျားခမ်းရလူတွေကမူလစွန့်ရင်ကြောက်ဘလို့လို့လူအပ်ပါလေ။အဲ့လူရဲ့လက္ခဏာအရင်ကတန်တရားဖြစ်ဖွယ်ရှိတယ်။သူ့ရဲ့လက္ခဏာအစ်စ်ဖြစ်ဖြစ်အထုဖြစ်ဖြစ်သူကငါပြောသလိုလုံးဝပြီးတာပဲ။အဲ့နေရာကိုငါဝင်ရရင်ငါရဲ့ချင်းချက်မှုအစင်ဟာမြင့်တက်လာလိမ့်မယ်။ပြီးရင်မိကောင်ကထင်ရှုပြီးအရှင်သခင်ကအသက်ကိုရှူသိမ်းပြီးသူ့ရဲ့ရှင်တွေကဆဲလူရှာမှုကိုထိန်းချုပ်လိုက်ပါလေ။သူကထိုးရအတွက်နှစ်ထောင်နီးပါးပြင်ဆင်နေခဲ့တာပါ။ ဝင်လင်းရဲ့စိတ်ဥညင်တစိမ့်ကြောင့်ပျက်စီးသွားတဲ့မြို့ရဲ့အစိတ်ပိုင်းကိုရတနာကြောက်ခံရနှစ်ရက်အတွင်းမှာအမြင်ပြန်လည်တိဆောက်ခဲ့ပါတယ်။နှစ်ရက်အတွင်းမှာပဲဝင်ညင်ကြောက်တုံအမြောက်အများကိုတုံပြီးကျင်းညံ့သူအများစွာပြန်လည်ဖြည့်ဖြည့်ရင်လုပ်ငန်းတွေမှာပေါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။လီလံပွဲမစတင်ခင်မှာပဲမြို့ကိုအမြင်ပဲပြန်လည်တိဆောက်နိုင်ခဲ့ပါတယ်။ပန်းလန့်ဂျိုးပေါ်ကလီလံပွဲကအရန်ကိုအရေးကြီးပြီးလီလံတင်မဲ့ပစိတိရလည်းအလွန်အမတန်မှုရှိပါတယ်။အဖိုးကြီးတွေကပန်းလန့်ဂျိုးကိုလာရောက်ရတဲ့အဓိကအကြောင်းရင်းကထိုလီလံပွဲကြောက်ပါ။လီလံပွဲကိုပန်းလန့်မြို့ရဲ့အလဲပဟုမှာရှိတဲ့ကွင်းပြင်မှာကျင်းပမှာဖြစ်ပါတယ်။ ထိုလီလံပွဲဟိုကတော့ဖိတ်ကြားခံရတဲ့ဒူရီယာတာဝင်ခွင့်ရှိပါတယ်ပေရသိန်းကျန်ဝိုးမှာရတနာကြောက်ခံရဲ့ချင်းညက်သူအများပြားရှိနေပြီးပြင်ပလူတွေဝင်ရောက်လာတာကိုတားဆီးထားပါတယ် လီလံပွဲစတင်တော်မဲ့အချိန်မှာဂိုင်းတီတီရမကောဆိုးအူကြီးတီရရောက်ရှိလာပြီးဖိတ်တန်းခန့်ကြော်တုံးနေနဲ့ဝင်ရောက်ကြပါလိဝင်လင်းကလည်းလီလံပွဲကိုစိတ်ဝင်စားအကြောင်းမြို့ရဲ့အလဲမဟုဖြင်းချင်းစွာနဲ့ပြန်တန်းသွားခဲ့ပါတယ်လမ်းတစ်လျှောက်မှာသူ့ကိုတွေ့တဲ့ချင်းညက်သူတိုင်းကလေးစားစွာနဲ့လက်နှစ်ဖက်ဆုပ်လိုက်ကြပါတယ်ထုံနေရဲ့အတွင်မှာလူတိုင်းလူလူဝင်လင်းရဲ့ရုပ်ရည်ကိုမှတ်မိနေကြပြီးဘသူကမှစော်ကားရေးတာမျိုးမရှိပါဘူးမကြခင်မှာဝင်လင်းကမြို့ရဲ့အလဲမဟုရောက်ရှိသွားပါတယ်ယတနာကြောက်ခံရဲ့ချင်းညက်သူတွေကဖိတ်ကြားကြောက်မပါဘဲဘသူမှမဆိုတားဆီးနိုင်ပေမဲ့ဝင်လင်းကိုတွေ့တော့ ိုးရင်ထိမ့်လန့်ပြီးလမ်းဖက်ပြလိုက်ကြပါတယ်ဝင်လင်းမှာဖိတ်ကြားကြောက်တုံရှိမရှိစစ်စေးရတာမျိုးတော့မရှိကြပါဘူးကွင်းမြင့်ထဲမှာကျင်းညက်သူတရာလောက်ကပြန့်နှံ့နေပါတယ်သူတို့အများစုကနိဗ္ဗာန်အမြန်အောင်ဒါမဟုတ်နိဗ္ဗာန်တန်းစင်သူကျင်းညက်သူတွေဖြစ်ကြပြီးနိဗ္ဗာန်ဖြည့်ဆည်းသူကိုမကောင်းဆိုးသောအူကြီးတွေကတော့နေပါပါတယ် ဝင်လင်းရောက်လာတာကိုချင်းချင်းသူအားလုံးကလည်းသတိထားမိသွားပါတယ်သူတို့အားလုံးကဝင်လင်းကိုလက်နှစ်ဖက်ဆုပ်ပြီးအချိုးဆွင်စကားလာပြောကြပါတယ်ဝင်လင်းကလူအုပ်ဂျာဒိန်းဟန်နဲ့လီချမ်းမေကိုမြင်တွေ့လိုက်ရတာကြောင့်သူတို့ကိုတင်ငိန်စွာနဲ့တုတ်ပြတ်နေခဲ့ပါတယ်လီချမ်းမေကဝင်လင်းရဲ့အကြည့်ကိုသတိထားမိပြီးပြုံးလိုက်ပါတယ်သူမရဲ့မျက်လုံးတွေကကြယ်လိုမျိုးတောက်ပါနေပါတယ် ဝလင်းကလေလံခွင့်မိထဲကိုဝင်ပြီးမကြခင်မှာအနီရောက်ဝိအကြီးကဲတူဦးနဲ့တလက်ပံရွယ်လူတယောက်ကဝင်လာပါတယ်ဝလင်းကိုတွေ့တော့အကြီးကဲကကြဲလုံစွာနဲ့ရင်မောလိုက်ပါတယ်ကျင်းညံသူမိတ်ဆွေလူဟာကျွန်တော်ရဲ့လေလံပွဲကိုကြွားဦးလာတာယတနာကြောက်ခိုင်းအတွက်တော့ဂုဏ်ယူစရာပါပဲဝလင်းကထိုအနီရောက်ဝိအကြီးကဲကိုမှတ်မိပါတယ်သူကထိုနေ့အတွင်းယတနာကြောက်ခိုင်းကိုကိုစားပြုပြီးဝလင်းစီကိုလာရောက်လေပတ်ခဲတဲ့သူတွေထဲကတယောက်ပါပဲအကြီးကဲကောင်းပါလား ဝလင်းကပြုံးလိုက်ပြီးလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်။အနီယဝိအဖိုးကြီးကအလွန်အမယဉ်ကျေးပါတယ်။သူရှေးကအဖီယံဝိလူငယ်ကိုရှော့တက်ရတာမျိုးမရှိပါဘူး။ဝူချင်းကဘလို့တေဆုံးသွားလဲဆိုတော့တွေးမိတိုင်းသူကတုံ့လုပ်သွားပါတယ်။ရတနာကြောက်ခန်းကိုကိုစားပြုပြီးဝလင်းစီကိုလိုင်အောင်မလီပတ်ခင်တော့ကထိုလူကတမလူမဟုတ်ဘူးဆိုတာသူကသိရှိထားပါတယ်။ဝလင်းရဲ့အေးဆေးတည်ငြိမ်တဲ့စကားပြောဟန်နဲ့မျက်လုံးတွေကနေထွက်ပေါ်လာတဲ့အရေးအယုံကသူ့ကိုတုံ့လုပ်စီပါတယ်။ နောက်ပိုင်းအကြောင်းရင်းအားလုံးကိုဂိုင်းကျုပ်စီကနေသူကအစီရင်ခံခဲ့ပါတယ်ဂိုင်းကျုပ်ကအချိန်တော်ကြာစဉ်းစားပြီးနောက်ပန်းလိုက်ဂျုံဘော့မှာဘယ်ဂိုင်းဝင်ရမှာထိုလူကိုမစော်ကားရဘူးဆိုတဲ့သတင်းကိုပေးပို့ခဲ့ပါတယ်ပန်းလိုက်ဂျုံဘော့မှာဘယ်ဂိုင်းဝင်မှာထိုလူကိုမစော်ကားရဘူးဆိုတဲ့သတင်းကိုပေးပို့ခဲ့ပါတယ်သူကနဖျားဂိုင်းဝင်ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေယတနာကြောက်ခိုင်းနေဘာမှမတတ်ဆိုင်ဘူးဝူချင်းကိုအလွယ်တကူနဲ့တက်လိုက်တာတယ် လေးစားဖို့အတွက်ထိုက်တန်နေပြီအနီအောင်ဝဲအဖိုးကြီးကဝန်လင်းနဲ့အတော်ကြာစကားပြောပြီးရတော့မိုးကောင်းကင်ကိုမော့ကြည့်လိုက်ပါတယ်ပြီးတော့ဝန်လင်းကိုပြုံးပြီးကြီးညက်သူမိတ်ဆွေလူလေးလံပွဲရဆတော့မယ်လေးလံတင်ရောင်းချခြင်းနဲ့ယတနာပစည်းလျာရှိရင်အမျက်လောက်ရပါမယ်သူကပြောလိုက်ပါတယ်ဝန်လင်းကအနေငယ်စဉ်းစားလိုက်ပါတယ်မူလဆိုရင်တလင်းကြောက်တွေအများကြီးကိုရဖို့အတွက်လေးလံတင်ခြင်းနဲ့အရာအနေငယ်ရရှိပါတယ်ခဏကြာမှသူကပြုံးလိုက်ပါတယ်ကောင်းပြီလေလေးလံတင်ခြင်းနဲ့အရာနှစ်ခုပါတော့ရှိတယ်အိုး ကျဉ်းကျန်းသူမိတ်ဆွေလူကလေးလံတင်မဲ့ယတနာတွေကတော့တတ်မှန်မဖြစ်နိုင်ဘူးပဲအနီယာဝိအဖိုးကြီးကစိတ်ဝင်စားဟန်ပြလိုက်ပါတယ်ဝင်လင်းကဘာမှပြောပဲညာလက်ကိုမြောက်ပြီးလှမ်းလိုက်ပါတယ်တူလော်နီယာအကွဲကြောင့်တစ်ခုကပေါ်လာပြီးမဲမောက်နေတဲ့အလင်းတန်းကိုဝင်းရထားတဲ့အရာဝတ္ထုတစ်ခုကအနီယာဝိအဖိုးကြီးစီကိုပြန်တန်းသွားပါတယ်အဖိုးကြီးရဲ့မျက်လုံးတွေကတောက်ပသွားပြီးဝင်လင်းကိုကြည့်လိုက်ပါတယ်ယတနာဒီမှာဒစိခတ်ထားတာကိုတွေ့လိုက်တာကြောင့်သူ့ရဲ့နှဖျားယုံနဲ့မစစ်စေးတော့ပဲကျဉ်းကျန်းသူတိုင်းကယတနာရဲ့ပုံပန်းသဏ္ဍာန်ကိုမြင်အောင်ပြပြီးမှတင်းဆက်လိုက်ပါတယ် ဝင်လင်းကနီယံဝိဖိုးကြီးကိုအပြုံးမဟုတ်တဲ့အပြုံးနဲ့ကြည့်ပြီးလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်ဖိုးကြီးကလည်းချောင်းဟန့်ပြီးတူတူလေးပြောလိုက်ပါတယ်ဒီပစိနှစ်ခုကိုလေလံပွဲတောင်ဝန်ခံကြီးကဲစီကိုပို့ပေးလိုက်ပါမယ်ကြီးညံ့သူမိတ်ဆွေလူဟာစိတ်ထနိုင်ပါတယ်ထို့တော့ပြောပြီးလက်နှစ်ဖက်ဆုပ်ကထွက်သွားပါတယ်စိတ်ဝင်စားဖို့ကောင်းတဲ့အဖိုးကြီးပဲ ဝင်လင်းကအဖိုးကြီးရဲ့ကြောပြင်းကိုကြည့်ပြီးတွေးလိုက်ပါတယ်။အနီရောင်ဝဲအဖိုးကြီးကထွက်သွားပြီးရဲ့နောက်အခြားကြီးကြပ်သူတွေကဝင်လင်းနဲ့စကားလာပြောကြပါတယ်။အထဲမှာအဖျော်ဝဲပညာရှင်နဲ့မိဂုံးထင်ရှုပင်အရှင်သခင်ရဲ့လီလံပွဲကလှပတဲ့အမျိုးသမီးကလည်းပါပါတယ်။သုံးယောက်သာမစိမ့်ကြပါဘူး။ခဏတစကားပြောပြီးရဲ့နောက်ကွင်းပြင်တစ်ခုလုံးကတုန်ခါလာပြီးလူတိုင်းကငြိမ်သက်သွားပါတယ်။မြေပြင်ကပိုပြီးတော့ပြင်းထန်စွာတုန်ခါလာပြီးကွင်းပြင်တစ်ဝိုက်မှာအကွဲကြောင်းနေရာပေါ်လာပါတယ်။တောက်ပြားကြီး16ချက်ကလီထဲမှာမြောက်တက်လာပါတယ်။ ထိုကြောက်ပြား16ထက်ကမြေကြီးကနေထွက်ပေါ်လာပြီးပီတာထောင်အမြင့်မှာရပ်တန့်သွားပါတယ်။ကြောက်ပြားတွေကိုအလင်းတန်းနေရာကိုဝင်းရံလာပါတယ်။တစ်ချိန်တည်းမှာပဲကြောက်ပြား16ထက်ဝင်းကျင်ကမြေပြင်ဆက်လက်တုန်ခါနေပြီးပိုသိမ်းခဲ့တဲ့ကြောက်ပြား40ကျော်ကမြေကြီးကနေထွက်လာပါတယ်။ထိုကြောက်ပြားတွေကပေရှိရအမြင့်မှာရပ်တန့်သွားပါတယ်။ဒါပဲပြီးတာမဟုတ်သေးပါဘူး။ကြောက်ပြား40ကထွက်ပေါ်လာပြီးရနောက်ကြောက်ပြား100ကျော်ကထွက်ပေါ်လာပြီးပေ900အမြင့်မှာရပ်တန့်သွားပါတယ်။ထိုကြောက်ပြားတွေကပုံစံအစင်ကြီးတစ်ခုကိုဖယ်စီလိုက်ပါတယ်။ ထိုလီလံပွဲမှာကြီးညံ့သူအများစုကပထမအဆုံးအကြိမ်တက်ရောက်တာမဟုတ်တာကြောင့်အန်းတင်လာမျိုးလည်းမရှိကြပါဘူးသူတို့အားလုံးကကြီးညံ့မှုအစဉ်နဲ့အစဉ်တန်းလိုက်ကြောက်ပြားမျိုးပေါ်မှာဝင်ထိုင်လိုက်ကြပါလိမ့်ဝင်လင်းကတင်ငိမ့်တဲ့မျက်နှာနဲ့ရှေးရကြောက်ပြားကြီး6ချက်ထဲကတစ်ချက်ပေါ်တက်ပြီးဝင်ထိုင်လိုက်ပါလိမ့်သူကထိုနေရာမှာဝင်ထိုင်လိုက်တာကိုဘယ်သူကမှအန်းတင်လာမျိုးမရှိပါဘူးလူတိုင်းအတွက်ထိုရာတိတာတယ်လို့ပဲထင်ကြပါလိမ့် ပဝင်ချင်းကိုကြည်လိုက်တော့ကြောက်ပြားကြီးဆွဲ၆ချက်ပေါ်မှာဝင်ထိုင်နေတဲ့ကျင်းတဲ့သူအားလုံးကနိုင်ပန့်ဖြစ်စည်းသူအစဉ်မကောင်းစိုးအုပ်ကြီးတွေပဲဖြစ်ကြပြီးဝင်လင်းကိုသူတို့အများစုကမှတ်မိကြပါတယ်လူတိုင်းလူလူဝင်ထိုင်ပြီးရဲ့နောက်ညှို့ယူဖန်ဆန်းနေတဲ့အရေးတစ်ခုကဝင်လင်းရဲ့ကြောက်ပြားနာကိုရောက်လာပါတယ်လီချမ်းမေယဝင်လင်းကိုမျက်တောင်ခတ်ပြပြီးတိတ်တိတ်လေးဝင်ထိုင်လိုက်ပါတယ်ဝင်ထိုင်ပြီးရဲ့နောက်လီချမ်းမေယတူတူလေးကျမထွက်သွားရတော့မယ် သူကသူ့ဘာသာပြောနေတယ်လို့ပြောလိုက်ပါတယ်ဝင်လင်းရဲ့ဘေးမှာထိုင်နေတော့လေတိုက်လာတာကြောင့်သူမရဲ့သဖြင့်အချိုးကဝင်လင်းရဲ့ရှေ့ကိုလင်းပြန်လာပါတယ်သူမရဲ့ခန္ဓာကိုယ်ကတင်းနဲ့ခတ်တင်ရဝင်လင်းရဲ့နှာခေါင်းထဲကိုဝင်လာပါတယ်ထိုရနအလုံးအမပေါ်ပါပါတယ်လီချမ်းမီရဲ့အေးဆေးတည်ငြိမ်မှုလို့ပဲစိတ်ကိုငြိမ်းချမ်းစေနိုင်ပါတယ် ထိုးချိန်မှာလီလံပွဲကစတင်ခဲ့ပါတယ်လီလံပွဲတောင်ဝင်ခံရတနာကြောက်ခံရဲ့မင်းနာလီရောက်ပုံစံရှိတဲ့အကြီးကဲတူဖြစ်ပါတယ်သူကပထမဆုံးရတနာပစိနဲ့တူကွင်းမြင့်ပေါ်မှာပြန်ဝဲနေပါတယ်ထိုးရာခေါင်းလုံးပုံစံရတနာတစ်ခုဖြစ်ပြီးကြောက်မဖွဲရာတားရဲ့ပုံထူတွေကိုထွင်းလာပါတယ်သူမရဲ့စပိန်နေရဝင်လင်းစီးကိုရောက်သွားတော့သတိထားမိတော့လီချမ်းမီရဲ့မျက်နှာအနေငယ်ရဲသွားပါတယ်သူမကစပိန်ကိုအမြင်မဲပြန်ဆွဲပြီးပေါ်ပါစီနောင်းလိုက်ပါတယ်ဘရော့လေဝင်လင်းကလီချမ်းမီကိုမကြည့်ပဲရတနာရဲ့အာနီးတင်ကိုရှင်းပြနေတယ်ကြောက်စင်းကိုင်းကအကြီးကဲကိုကြည့်လိုက်ပါတယ် လီလံပွဲပြီးတာနဲ့ထွက်သွားတော့မယ်လီချမ်းမရအဝေးကိုငေးကြည့်ရင်တူတူလေးပြောလိုက်ပါတယ်ဘာတွင်းနေလဲဆိုတော့ဘယ်သူကမှမသိပါဘူးဝလင်းကတော့တိတ်တိတ်လေးလိုက်ပူပေးမယ်သူကပြောလိုက်ပါတယ်ထိုးချိန်မှာခေါင်းလုံးရောင်းချပြီးသွားပြီကြောက်စင်းကိုင်းကအကြီးကဲကဒုတိယယတနာပစီကိုထုတ်ယူလာပါတယ်ထိုးရာကတော့စေးလုံးတစ်လုံးပါလီချမ်းမီယာနူးညံ့တဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါလေပြီးတော့ဝင်လင်းကိုတောက်ပန်းနေတဲ့မျက်လုံးများနဲ့ကြည့်ပြီးတူတူလေးဘလို့လိုက်ပို့မှာလဲပန်းနဲ့ဂျုံဝါနေပဲလိုက်ပို့မှာလား"သူမကမေးလိုက်ပါလေ"အင်း ဝင်လင်းကခေါင်းညိတ်ပြီးလီချမ်းမေးကိုပြန်မကြည့်ပါဘူးလီချမ်းမေးကဝင်လင်းရဲ့မျက်နှာဘေးကိုကြည့်လိုက်ပါတယ်ခဏတစဉ်းစားပြီးတော့တူတူလေးဒါမဟုတ်အစင်ကိုနဲ့မျိုးလိုက်ပူမလားသူမကမေးလိုက်ပါတယ်ဝင်လင်းကတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်ဒါမဟုတ်နဆိုးကိုင်းကိုလိုက်ပူပြီးကျမနဲ့အတူတားရည်ရဲ့ကျူးကျော်မှုကိုခုခံပါလားလီချမ်းမီရဲ့အတန်အတားရလပနေပါတယ်ဝင်လင်းရဲ့နားထဲမှာပိတ်တင်ထနေတယ်တေးသွားတဲ့ဘုတ်လိုပါပဲဝင်လင်းကတော့တိတ်ဆိတ်နေသေးပါလီချမ်းမီကိုလက်ကြည့်ပြီးအဝေးကိုကြည့်ကသပင်းချလိုက်ပါတယ် ထိုအချိန်မှာဒုတိယယတနာပစီကိုရောင်းချပြီးသွားပြီးယတနာကြောက်ခံရအကြီးကဲရတတိယယတနာပစီကိုထုတ်ယူလာပါတယ်။ထိုရာတော့ပကြီးကားတစ်ချက်ပါ။တောင်းနေမပါပေမဲ့မြေထောင်နဲ့ရေကန်ယူလီယန်နေပြီးအရန်အောင်မှလက်တွေ့ကျကျပုံဖော်ထားပါတယ်။လီချမ်းမီယာအချိန်တော်ကြာတိတ်ဆိတ်နေပြီးမှတူတူလေးပြောလိုက်ပါတယ်။ဒါတော့အစောကြီးထွက်သွားဖို့ကတော့မရွယ်ထားပါဘူး။နားမလည်သေးတဲ့အရာတွေရရှိနေသေးတယ်။ဒါပေမဲ့မနီးရဆရာခေါ်တယ် နဆူးခိုင်းမှာတိုင်းရီယာရုတ်တရက်တိုးလာနေတဲ့အဆင့်ကိုခိုင်းနေရတပည့်အားလုံးကအမြင်ဆုံးသွားရောက်ပြီးတော့ကူညီရမယ်ဒီတစ်ခါမှာဘလောက်ကြကြပျောက်သွားမလဲဆိုတာတော့မသိဘူးဝင်လင်းကဖင်းင်းဆွားနဲ့ဘေးကင်းလုံခြုံတဲ့ခီးတစ်ခုဖြစ်ပါစေသူကပြောလိုက်ပါတယ်ဝူချင်းနဲ့တိုက်နေတော့ကကျမမကူညီခဲ့တာဒီချမ်းမရတွန်းဆုံနေပြီမဲ့ဝင်လင်းကဖျက်ပြောလိုက်ပါတယ်ဝင်လင်းကတင်းငိမ့်ဆွားနဲ့နားလေပါတယ်သူကပြောလိုက်ပါတယ်လီချမ်းမရဝင်လင်းကိုကြည့်လိုက်ပါတယ်ခနာအကြာမှာတူတူလေးတကယ်ပဲနားလေတာလားသူမကမေးလိုက်ပါတယ် ဝလင်းကဘာမှပြောပဲချင်းချင်းသူတွေနဲ့ဈေးပြိုင်နေတဲ့အကြီးကဲလက်ထရေကဗကြီကောက်ကိုကြည့်လိုက်ပါရင်အနေငယ်စဉ်းစားပြီးတော့သူ့ရဲ့အတန်ချစ်ချစ်လောင်နဲ့ပြောလိုက်ပါရင်ဒီဗကြီကောက်ကိုကျွန်တော်ယူမယ်သူကပြောလိုက်တော့ဈေးပြိုင်နေတဲ့လူအလုံးကရက်တန့်သွားပါတယ်သူတို့အလုံးကဝလင်းကိုကြည့်ပြီးစမ်းပြိုင်တော့ပါဦးဝလင်းနဲ့ရှင်ပြိုင်ရတဲ့သူကမရှိပါဘူးဝူချင်းနဲ့ပတ်သက်တဲ့ကိစ္စကိုလူတိုင်းကသိပါတယ်ဝူချင်းကတေဆုံးသွားတဲ့အကြောင်းရင်းကသူ့ရဲ့လောဘချောက်အပြင်ထူရက်ဆက်တဲ့သူနဲ့ယတနာတစ်ခုကိုရှင်ပြိုင်ပြီးလို့ပါ ဝလင်းကညာလက်ကိုလီတဲကိုစမ်းထုတ်ပြီးယတနာကြောက်စင်းကိုင်းကအကြီးကဲစီကစာလေးကိုယူလိုက်ပါလေဖင်ကြီးလိုက်ပြီးအများကြီးကိုထုတ်ယူကာလှည့်ကြည့်လိုက်ပါလေစိတ်လှုပ်ရှားစေနိုင်တဲ့လီချမ်းမီရဲ့လှပါတဲ့မျက်နှာနဲ့တည်ငြိမ်တဲ့မျက်လုံးလေးကိုသူကပထမဆုံးအကြိမ်ကြည့်လိုက်မိပါလေဒါမင်းကိုလက်ဆောင်ပေးတာကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောအဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါလေ